အလုပ်ကိုဒီလိုစားလို့ရတယ်ဆိုတော့လူကြီးမင်းတို့မသိတော့သေးပါဘူးကျွန်တော်တွေ့ဘူးသမျှတွေမှာစားလို့အကောင်းဆုံးအလုပ်လုံနေလေးပါ။မှုပြီးကျွရွာနေတာပဲ။အရင်ဆုံးအလုပ်တွေကိုအခွန်နာထားပြီးအနေတော်လေးတွေလှီပေးမယ်။ဦးထဲမှာ10မိနစ်ထည့်ပေါင်းပေးမယ်။ပကံအလုပ်ထည့်ကိုကြက်ဥတလုံးဖောက်ထည့်ထားမယ်။ကျွန်တော်ဟင်းချက်နီတွေကိုအများကြီးမျှဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးအသေးလေးပေးသွားပြီးအားပေးသွားကြပါအောင်နော်။အလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။စီပူတွေကိုအလုပ်တွေထည့်ပြီးမီးအီလီနဲ့ကြော်ပေးမယ်။နှစ်ဖက်လုံးရှူဝါရောင်ပြောင်းတဲ့အထိကြော်ပေးမယ်။ အကင်မုံနဲ့ငရုတ်သီးမုံဖြူပေးမယ်။ကျက်သွုံမိန်နဲ့ကျက်သွုံနီလေးဖြူပေးပြီးမိပပြင်းနဲ့ကြော်ပေးလိုက်ရင်တော့ရပါပြီ။မွေမွေလေးနဲ့ကျွတ်ကျွတ်လေးမို့အရန်စားလို့ကောင်းပါလေ။ကျိုင်းနေတက်တယ်ဆိုရင်တော့အင်္ဂါသူတွေကိုလိုက်လို့ကြွေးကြည့်ကြနော်။အသားတွေစားရတာဤလာပြီဆိုဒီလိုမျိုးကြောက်ပွင့်တုံလေးလိုက်လို့စားကြည့်ကြနော်။ကြွတွင်ရှင်ပြီးအရန်စားလို့ကောင်းပါလေ။ကြောက်ပွင့်တွေကိုရှာလာကာရီတစုံဂျုံမုတ်တစုံထည့်ပြီး10မိနစ်ရေစိမ်ပေးမယ်။ဂျုံမုတ်ကကြောက်ပွင့်တွေကပုံမာတွေနဲ့အညစ်အကြေးတွေကိုသိစေပါရစေ။ ပွာလာပြီးဆိုအသေးလေးတွေဖြစ်အောင်လက်နဲ့ချွေပေးမယ်။တခွာဒီကိုအတုံးလေးတွေလီထားမယ်။ကျွနှွေရနဲ့ကြောက်ပွင့်ကိုရင်ွေးပူတဲ့15စကန်ထည့်ပြုတ်ပြီးရေးရဲတဲ့စင်ပေးပါမယ်။ပကယ်လုံးထဲကိုကြောက်ဦးဖောက်ထည့်မယ်။ကျွန်တော်ဟင်းချက်နီတွေကိုအများကြီးမျှဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါအသေးလေးပေးပြီးအားပေးသွားကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ရည်စစ်ပြီးသွားရင်တခွာသည်ချက်သွုံဖြူမယုတ်သေးကြောင်းနဲ့ချက်သွုံမိတ်နဲ့အနံမွေအောင်စီပူလောင်းချမယ်။ ရသာအတွက်စားစက်သားမဟုတ်ကြားဘိငက်ပြာရဲ့ကျဲရှာလာကာရဲ့မဲစက်တော်ဒီနနံမင်းမြေပဲထည့်ပြီးနေပေးလိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ။လုံဒီကလည်းလွယ်ကူပြီးအရန်စားလို့ကောင်းတာမို့လိုက်လို့စားကြည့်ကြနော်။အိမ်မှာအာလူရှိရင်ညာစီထဲမှာရောင်းတဲ့အာလူမှလာလို့လို့ရပါပြီ။ဝယ်စားတာထက်အများကြီးစားလို့ကောင်းတဲ့အရင်ဆုံးအာလူကိုဖြတ်ပါမယ်။ရေတဲထည့်ပြီးကြုံမုံနဲ့စေပါမယ်။ပကံနဲ့စက်တော်မိထည့်ပါအမွေနန်းသားမုံစီယန်လီလိုခေါ်တဲ့စမင်စီငရုတ်တီမုံနှမ်းထဲပြည်ရင်စီပူပူလောင်းထဲပါ အရာသာကိုဘဲငက်ပြာရေးရှာလကာရေးအတင်းတင်းတခြားတစုံနှမ်းဆောင်နေပြီးရင်တော့ရပါပြီစီပူရင်အိုးရဲကိုအာလူထဲပါမီးအေးနဲ့ဖြည်းဖြည်းချင်းကြော်ပါအလုံးဝါလာပြီဆိုရင်မြေဘေးထောင်းထားတာတစုံထဲပါကျက်တော်မိန်နနံပင်ဆက်ထားတဲ့အရာသာကိုထဲနှမ်းဆောင်နေပြီးရင်တော့စားလို့ရပါပြီရိုးရှင်းပြီးစားလို့ကောင်းတယ်လှုပ်တက်သွားရင်အပြင်မှာသွားစားစရာမလိုတော့ဘူးအကယ်လို့လူကြီးမိမလေပီးဆက်ကြော်ဦးရှိရင်လက်ဖက်ချောက်တစုံထဲပါတကြားတစုံရေတစုံသူ့ကိုနှမ်းဆန်အောင်နေပြီးဆက်ထဲမှာအပူချိန်180ဒီဂရီကို7မိနစ်လောက်ထားပါ နွားနို့တပူထဲပါ၁80ဒီဂရီကို7မိနစ်လောက်ပြေးရင်နှစ်ဖက်ချောက်တွေကိုစစ်ပေးပါခွက်ထဲကိုဘာဘယ်လုံးလေးထည့်လှုပ်ထားတဲ့နိုးလက်ဖက်ရည်ထည့်မွေးကြိုင်တဲ့နိုးလက်ဖက်ရည်ကလှုပ်လို့ပြီးသွားပါပြီဒိမ့်ပြီးတော့မမြန်ဆန်းလို့ကြည်လိုက်နော်ခေါက်ဆွဲကိုဦးရဲထည့်ပေါင်းပြီးလမ်းမေးမှာတပွဲ38ရန်အောင်ရောင်းနေကိုကိုအိမ်မှာလို့ရင်၃ချက်ထဲနဲ့စားလို့ရပါပြီအရင်ဆုံးခေါက်ဆွဲကိုရေးရေးနဲ့စိမ်ပါဦးရဲထည့်ပြီး10မိနစ်လောက်ပေါင်းပါပေါင်းလို့ရတဲ့ခေါက်ဆွဲကပြုတ်ထားတာထက်ကောင်းပါတယ် စီနေငယ်ဆံပြီးတူးနေဖွာပေးလိုက်ပါစီပူရင်ကြုပ်သွလုံးထဲပါမမြန်ကြည်အောင်ကြော်ပြီးပြီးတော့ဝက်ဥချောင်းကျက်တော်မိတ်အနံမွေးလာတဲ့အထိကြော်ပြီးပါပေါင်းထားတဲ့ခေါက်ဆွဲကိုထည့်ပြီးအရာသာကိုတရုတ်ငရုတ်စောဘဲငက်ပြာကြီးတစ်စုံဘဲငက်ပြာကြီးအနောက်နေငယ်ခယူးစီအတင်တင်မိပြပြင်းဖွင့်ပြီးတော့နှမ်းဆောင်မွေးပါနနံပင်လေးအုပ်လိုက်ပါဒီလိုလှုပ်တဲ့ခေါက်ဆွဲကြော်ကအရာသာကောင်းပြီးအဆင်ပြေပါတယ်ပြုတ်ထားတာထက်အများကြီးစားကောင်းပါတယ်လူကြီးမိလေတိတ်ပြီးတော့လှုပ်ကြည့်လိုက်တော့နော်